။အန်ဖီနွေရဲ့လီနိုအေးများအားလုံးပဲမင်္ဂလာပါ။ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ကိုစုံပါ။အချိန်20မြောက် Premier League ဖလားကိုပူပူနွေးနွေးကံမြောက်ထားတဲ့ Liverpool ရဲ့ခြေလှမ်းတွေကတော့လက်နေပါရစေ။မဲမွေးချိုင်ပေါအာနိုကိုအလွတ်နဲ့လက်လွတ်လပ်ရတဲ့ဆုံးရှုံးမှုကတော့မိမိပြောက်ပြောက်ဖြစ်နေရောမယ်။အာနိုရဲ့နေရာအတွက် Frame ပေါင်းနဲ့ချက်ချင်းအစားထိုးနိုင်ခဲ့တယ်။ Netherlands Football အတွက်ပေါင်း29သန်းသာပြီးချေခဲ့ရတယ်။ Liverpool ဆန်ရဲ့နောက်ထပ်ကျယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Florian Vaz အတွက်လည်းပေါင်း116သန်းနဲ့ package နဲ့သဘောတူညီမှုရခဲ့တယ်။ တန်းတရားကိုချက်ချင်းလက်ငင်းပေးမှာဖြစ်ပြီး channel 16တန်းက performance bonus တွေပါ initial fee အတိုင်းဆိုရင်ကင်စီလိုရဲ့ပြောင်းရွှေ့ခြင်းကိုမမီပေမဲ့ package တစ်ခုလုံးကပြီးတိန်ဆိုင်ခြင်းတွေပြောင်းရွှေ့ခြင်းဖြစ်လာမှာပါ level 2အတွက်လည်း darwin nunes အတွက်ပေးချေခဲ့ရတဲ့ဆန်ချိန်တွေပြောင်းရွှေ့ခြင်းပေါင်85တန်းကိုဖျက်ချော်နိုင်ခဲ့တာပါပဲ german ကျယ်ပွင့်အတွက် man city bayern တို့နဲ့အပြိုင်လိုက်ခဲ့ရပေမဲ့ vasco and fisi ရောက်လာအောင်တိတ်သွင်းနိုင်ခဲ့ပါတယ်ဘုံမောက်ရဲ့ gagas psg ရဲ့ bagula တို့ကိုလည်းစောင့်ကြည့်နေပြီး level 2ရဲ့ clock အလုံး squad building ဟာအားရစရာကောင်းတဲ့အနေအထားကိုရောက်လာပါတယ် ကလော့ရဲ့နောက်ဆုံးနေရာဒီအပြောင်းရွှေ့မှာကွင်းလယ်အတွက်အရေးပါလာမယ့် Gravenberg, Soboslay, McAllister တို့ခေါ်ယူခဲ့တယ်။တိုက်စစ်အတွက် Gabbo, Luis Diaz တို့ရောက်လာတယ်။ကလော့ရဲ့အမားကန်စီနီယာတွေတဲက Sala Van Dijk, Ellison တို့ကိုကြောရုပ်ပြုပြီးကစားသမားအသစ်တွေဝင်းရံတိစောက်လာခဲ့တယ်။ Ellison နေရာအတွက် Mama Dashvili ရောက်လာတယ်။ကြာရိပ်ပြလာတဲ့ Robertson နေရာမှာအစားထိုးဖို့ဘယ်နောက်ခံလူတယောက်ရှာဖွေနေပါလဲ။အထောင်တိုက်စစ်မှုနေရာနဲ့ Van Dijk, Konate တို့အတွက် backup center back တယောက်လောက်သာထပ်ပြလိုက်ရင် Liverpool ကပြည့်ပြည့်စုံစုံလောက်ဖြစ်သွားပြီး vast အတွက်စံချိန်နဲ့ပြောင်းရွှေ့ကြီးကိုတုံးပြလိုက်တာကပြည်သက်တီကြားမှာဇက်တိုက်ဝေဖန်ခံနေရတဲ့ FSG အတွက်လည်းညနေပိုင်းလှစီမှာပါပြီးခဲ့တဲ့ပြောင်းရွှေ့ဈေးကွက်ဒီမှာပြိုင်ဘက်တီဇက်တိုက်ငွေသုံးချမ်းခဲ့ပေမဲ့ Liverpool ကတော့ချင်းချင်းလုံးနေတာကိုဒါကြောင့်လဲဘန်နာကြီးကအပေါင်းလက္ခဏာဆောင်နေခဲ့ပြီး vast အတွက် Man City Bayern Munich တို့နဲ့အပြိုင်လိုက်နိုင်ခဲ့တာပဲ Man City ကတော့ပြောင်းရွှေ့ကြီးနဲ့၅နှစ်စာချုပ်အတွက်အကုန်ကျတိတ်များလုံးတယ်လို့ဆုံးဖြတ်ပြီးပြိုင်ပွဲကနေထွက်သွားတယ်ဘိုင်ယန်ကလှုပ်ရှားဖို့တုံဆိုင်နေရတာကြောင့်လီဗာပူးကပဲခတ်တော့တော့လက်အုပ်မှုယူနိုင်ခဲ့တာဖြစ်ပါတယ်။ဗာစာဒီလောက်ထိတိုင်ရင်လားလို့မေးရင်တိုင်တယ်လို့ပဲဖြေရပါလိမ့်မယ်။ နောက်ဆုံးနှစ်ရာသီအတွင်းပြိုင်ပွဲသုံးပွဲပေါင်း64ပွဲမှာ34ဂိုးသွင်း33ချီဖန်တီးပေးနိုင်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်ရဲ့17နှစ်တာလွှမ်းမိုးမှုကိုဖြိုချရမှာအလွန်ဆိုအတွက်အရေးပါဆုံးအဓိကကစားသမားဖြစ်ခဲ့ပါတယ်။2020ခုနှစ်မှာကစားသမားဘဝကိုထိခိုက်သွားစေလောက်တဲ့အထိပြင်းထန်တဲ့ဒူးရွတ်တန်ရာကိုရင်ဆိုင်ခဲ့ရပေမဲ့ဗားစီယက်ပြန်လာဖို့ကပေါက်ကွဲကပြင်းထန်တော့ရဲ့ဂိုးလုံးရဲ့စင်ကြီးပုံးရက်ကွက်တစ်ခုမှာအားကစားလိုက်စားတဲ့မိသားစုကနေဆင်းသက်လာတဲ့ဗားစ်ကိုလီဗာပူးဆန်ကဂိုးလုံးအကယ်ဒမီကနေအသက်16အရွယ်မှာခေါ်ယူခဲ့ပါတယ်။ ဒေတာရင်းပြန်ဖက်တီဖြစ်တဲ့ဒီနှစ်သင်းကြား Academy အတွက်တကူမခေါ်ယူကြီးဆိုတဲ့ Gentleman Agreement ကိုချိုးပေါက်ခဲ့တာလို့ကိုလွန်ဘက်ကဆွဆွဲတယ် Vast အတွက်ဘိုင်းယန်အပါဝင်ထိတ်တန့်ကလပ်တွေစီကမ်းလှမ်းမှုတွေရခဲ့ပေမဲ့နေရက်ကနေမပြောင်းချင်တဲ့မိသားစုက Leverkusen ကိုပဲရွေးချယ်ခဲ့တာပါအဲ့ဒီတုန်းက Leverkusen နီးပြဟာ Peter Boss ဆက်ရောက်နေတာ Vast ရဲ့ပါရမီချီစမန်ကို Boss ကအတိမဲ့ပြုခဲ့ပါတယ်ဒီနေ့မှာဘောလုံးဒီရောရနိုင်မယ်ကောင်းလေးပဲလို့ဟောကင်းထုတ်ခဲ့တယ် 18နှစ်နဲ့မှာကိုင်ဟာဖက်ကိုကြောဖြတ်ပြီးအသက်အငယ်ဆုံးဒီဗျူတန်ဖြစ်လာပါတယ်။အသက်အငယ်ဆုံးဂိုးသွင်းဆန်ချိန်ကိုလည်းချိုးနိုင်ခဲ့တယ်။ဒီလိုအပြန်သင်စားအရွယ်မှာဒူးရွတ်တန်ရံကျုံခဲ့ရတာကသူ့ကယ်ရီယာကိုရင်းရင်စေခဲ့ပြီလားဆိုရင်ခဲ့ကြပဲပဲ။ဘတ်ကအကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ပို့ပြီးတော့တော့ကောင်းလာတယ်။အလွန်ဆုံးနဲ့အတူလီဗာပူးဆန်ရဲ့ရည်ကုန်းစရာအစုဖွဲ့မှာအဓိကဖန်တီးရှင်ဖြစ်လာတယ်။ဘောလုံးကိုအမှုပညာတဲ့တယောက်ကိုညံ့ညောစွာကစားတယ်။နေရာလွတ်တွေကိုအသုံးချပုံ၊ပေါက်ကက်တီတဲ့တက်တောင့်တက်တာလှုပ်ရှားပုံ၊ off the ball movement ၊ဂိုးပေါက်ချင်းချောင်းနိုင်စွာစတဲ့ modern နံပါတ်တန်းတယောက်တို့ကလိုအပ်သမျှ try ရည်တွေအားလုံးကိုတွေးနိုင်တယ်။ ဘောလုံးဆုံးချုံချိန်မှာအပြင်းထန်တိုက်ခိုက်လိရှိပြီး position win နဲ့ final third မှတ်တမ်းတွေမှာထိန်းထားကြကြကအမြင့်ပါလိရှိပါတယ်။ဒါကလည်း Liverpool ရဲ့ကစားဟန်နဲ့အံဝင်ခွင့်ကြပါပဲ။ Firmino လို Force 9 row နဲ့ကစားဖို့လည်းအခက်အခဲမရှိနိုင်တဲ့ပါရမီရှင်မှာဂျာမန်လက်ရွေးစင်အသင်းမှာ Bayern Munich ရဲ့ Musiala နဲ့နေရာချင်းထပ်နေပေမဲ့ Nagelsmann ကနှစ်ယောက်စလုံးကိုပြိုင်လူနေရာပေးဖို့စီမံခဲ့တာကိုကြည့်ုံနဲ့သူ့အရေးသွေးကိုသဘောပေါက်နိုင်ပါလိမ့်မယ်။အသက်22နှစ်အရွယ်ဂျာမန်မော်ဆီယာလီရဲ့အရင်းအနှီးတွေဟာ Anfield Project အသင်းမှာဘလောက်ထိအရေးပါလာမလဲစိတ်ဝင်စားစရာကောင်းပါတယ်။ FSG ရဲ့ဖြည်းဖြည်းမှန်မှန်ခြေလှမ်းနေရာ နောက်ဆုံးတော့အသီးအဝင်ကိုခန်းစားခဲ့ရပြီလို့ပဲဆိုရပါလိမ့်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်